မြောက်ကိုရီးယား၏တယန်ဇာတာပိုင်ဆိုင်မှုနှင့် နိုင်ငံရေးစစ်ရေးအကျိုးဆက်များပေါ်သုံးသပ်ချက်ကမ္ဘာအကြီးဆုံးမြေရှားအရန်တိုင်တန်ချိန်236တန်းတန်ရှိရဲ့မြောက်ကိုရီးယားအခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ်ချန်နယ်မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် လွန်ပါမှုနဲ့နိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုတွေကြားမှာရပ်တည်နေတဲ့မြောက်ကိုရီးယားနိုင်ငံဟာကမ္ဘာအဆင့်မီအခိုးတန်တယန်ဇာတအင်အားစုကြီးတစ်ခုကို နေအောက်မှာလျှို့ဝှက်ပိုင်ဆိုင်ထားပါရယ်။အထူးသဖြင့်ကမ္ဘာအကြီးဆုံးဖြစ်နိုင်တဲ့တန်ကျိ236တန်းထိရှိတဲ့မြေရှားသတ္ထုတိုက်ကြီးကို ပိုင်ဆိုင်မှုအပြင်စစ်ဘက်3လက်နက်ထုတ်လုပ်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့တန်ရိုက်မက်ဂနီဆိုက်တန်စတင်တို့လိုတပ်တုတွေနဲ့နျူကလ িয়ার လက်နက်အတွက်အရေးပါတယ်ယူရေနီယံတွေကိုပါအရှံပဲပိုင်တိုင်ထားတာဟာ နိုင်ငံရဲ့နိုင်ငံရေးစီးရေးနဲ့စီးပွားရေးအလားအလာတွေကိုဆုံးဖြတ်ပေးနေတဲ့အဓိကအင်အားဖြစ်လာပါတယ်။ဒီတင်ပြချက်မှာမြောက်ကိုရီးယားရဲ့ Twin Threat တယံဇာတာပိုင်ဆိုင်မှုအပေါ်အခြေခံပြီး၎င်းတို့ရဲ့လက်နက်စွမ်းရည်တောင့်တင်းမှုနဲ့ရေရှည်စီးပွားရေးအလားအလာတွေပေါ်ဗတ်ပေါင်းဆောင်ကနေသုံးသပ်တင်ပြပေးတော့မှာဖြစ်ပါတယ်။မြောက်ကိုရီးယားဟာအမြောက်တွေ၊ကြီတွေ၊အတွဲလိုက်ပစ်ရော့ကတ်တွေဒုံးအမျိုးမျိုးတွေကိုအရှံပယ်စုဆောင်းထားတဲ့နိုင်ငံဖြစ်ပါတယ်။အဲဒီလိုထုတ်လုပ်နိုင်မှုကလည်းပထဝီရဲ့မျက်နှာသာပေးမှုကိုခံရတယ်လို့ဆိုနိုင်ပါတယ်။ နိုင်ငံကစည်းရဲနေသေးပေမဲ့တွင်းထွက်တရံဇာတာပိုင်ဆိုင်မှုဟာအလွန်များပြားပါတယ်။ကြောင်မီးတွေကမ္ဘာအကြီးဆုံးကြောင်မီးတွေတိုက်တွေရှိပါတယ်။တရုတ်ကိုအများဆုံးပို့နေပါတယ်။တန်ရိုင်အတော်များရဲ့ပမာဏရှိပြီး5 billion metric ton ချိန်ထိရှိနိုင်ပါတယ်။ဒီအချက်ကပဲမြောက်ကိုရီးယားဟာကမ္ဘာတန်ရိုင်အရန်တိုက်အများဆုံးပိုင်ဆိုင်တဲ့10နိုင်ငံထဲမှာပါဝင်စေပါတယ်။အရေးသွေးကောင်းတဲ့တန်မဏိတွေရရှိနေပါတယ်။မက်ဂနီဆိုက်ကမ္ဘာဒုတိယအကြီးဆုံးအရန်တိုက်ကိုပိုင်ဆိုင်ထားပါတယ်။ မဂနီဆီယမ်တက်တုဟာပေါ်ပါပြီးမာကျောတဲ့အတွက်လေရင်သုံးကြည့်နဲ့စိတ်ရင်တွေထုတ်လုပ်မှုမှာအသုံးပြုနိုင်ပါတယ်။တန်စတင်းအရင်တိုက်ပိုင်ဆိုင်မှုကကမ္ဘာအဆင့်ရှိပါတယ်။အထူးသဖြင့်မာကျောတဲ့တက်တုဇက်တွေမှာအသုံးရပြီးဥပမာတန်ကြက်ကဖောက်ကြည့်တွေမှာထည့်သုံးကြပါတယ်။ရွှေဆွေအရင်တိုက်မှာ2000မက်ထရစ်တန်ချိန်အထိပိုင်ဆိုင်ထားပြီးလက်ရှိမှာတစ်နှစ်ကိုဒဒံမ2တန်ဝန်းကျင်သာထုတ်လုပ်ထားပါသေးတယ်။ရွှေအရင်တိုက်ပိုင်ဆိုင်မှုမှာကမ္ဘာထိပ်ဆုံးဆယ်နိုင်ငံထဲမှာပါဝင်ပြန်ပါတယ်။ အရင်ကတစ်ဖက်လက်နဲ့အင်္ဂလန်ကိုတောင်သွင်းမနေကြပါရဲ့ထုံးကြောက်100ဘီလီယံမက်ထရစ်တန်ရှိနိုင်ပြီးထုံးကြောက်ရဲ့85ရာခိုင်နှုန်းကိုဘီလတ်မြေထုတ်ပြီး14ရာခိုင်နှုန်းကိုတန်မဏိထုတ်လုပ်ရမှာအသုံးပြုနေပါရဲ့ဒါကြောင့်လည်းအင်အားအစ်အစ်တွေပေါ်ဆောင်နိုင်စီတာဖြစ်ပါတယ်ယူရေနီယံယူရေနီယံ26တန်မက်ထရစ်တန်ရှိနိုင်ပြီးပေါ်ကျော်သွားတဲ့နိုင်ငံဖြစ်ပါတယ် ကွင်းထွက်ယူရေနီယံအပြင်နျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်တဲ့တန့်စင်ပြီးယူရေနီယံ U235 နှစ်တန်း2000ကီလိုဂရမ်ပိုင်ဆိုင်ထားပါသေးတယ်။နျူကလ িয়ার ဘုံတစ်လုံးထုတ်လုပ်ဖို့ယူရေနီယံ42ကီလိုဂရမ်လိုအပ်တာမို့လို့နျူကလ িয়ার ဘုံ58လုံးအတွက်လုံလောက်တဲ့တန့်စင်ပြီးယူရေနီယံနဲ့ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။မြေရှားနောက်ဆုံးတစ်ချက်ကတော့မြေရှားအရန်တိုက်ဖြစ်ပါတယ်။ အစိုးရထုတ်ပြန်မှုအရတန်ချိန်တန်း30လို့ဆိုရပါမယ်။နိုင်ငံတကာပညာရှင်တွေကအနည်းဆုံးတန်ချိန်တန်း90မှာ236တန်းတိရှိနိုင်မယ်လို့လက်ခံထားကြပါရစေ။တန်ချိန်တန်း90ပိုင်ဆိုင်ရင်တော့တရုတ်နိုင်ငံပြီးရင်ဒုတိယအများဆုံးမြေရှားတိုက်ကြီးပိုင်ဆိုင်ထားတာဖြစ်ပြီး236တန်းတန်ချိန်ဆိုရင်တော့ကမ္ဘာအကြီးဆုံးမြေရှားတိုက်ကြီးဖြစ်သွားပါပြီ။အချက်ပါအချက်လက်တွေအရကြည့်မယ်ဆိုရင်ခေတ်စနစ်ကောင်းတဲ့ထုတ်လုပ်မှုစီမံခန့်ခွဲမှုသာနီးစနစ်မှန်ကန်ရင် မြောက်ကိုရီးယားဟာအလွန်ချမ်းသာတဲ့နိုင်ငံတစ်ခုဖြစ်တဟုန်ချင်းတိုးတက်လာမှာပဲဖြစ်ပါတယ်။ဒီတင်ပြချက်မှာပါတဲ့အချက်လက်တွေကိုကြည့်ရင်မြောက်ကိုရီးယားဟာနိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုတွေကြားကကမ္ဘာအဆင့်မီတယံဇာတအင်အားစုကြီးဖြစ်ရပ်တည်နေတယ်ဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ငွေရှားသတ္တုအရန်တိုင်းဟာတန်ချိန်136တန်းအထိရှိနိုင်တယ်ဆိုတဲ့ခန့်မှန်းချက်ဟာအလွန်အရေးပါတဲ့အချက်ပဲဖြစ်ပါတယ်။ဒီပမာဏသာမှန်ကန်ရင်မြောက်ကိုရီးယားဟာကမ္ဘာအကြီးဆုံးငွေရှားသတ္တုတိုက်ပိုင်ရှင်ဖြစ်လာပြီ။တရုတ်ရဲ့လဝကြီးအုပ်မှုကိုစင်ခေါ်နိုင်ပါတယ်။ ဒီတတ်ထုတွေဟာချစ်မီနီးပညာစမတ်ဖုန်းပျက်စစ်ကတာဝဲပြစ်တုံးကြီးများအတွက်မရှိမဖြစ်လိုအပ်တာကြောင့်ဘူမိနိုင်ငံရေးအရာအလွန်မင်းတန်မှုရှိပါတယ်မက်ဂနီဆိုက်လေယာဉ်နှင့်တုံးကြီးများတန်စတင်တန်ချက်ကဖောက်ကြီးများနဲ့ရေသွေးကောင်းတဲ့တန်ရိုင်းတွေပိုက်ဆိုင်ထားတာဟာမြောက်ကိုရီးယားရဲ့လက်နက်ထုတ်လုပ်ရေးစက်မှုလုပ်ငန်းကိုကိုယ်တိုင်ဖူးလုံစေနိုင်တဲ့ဆိုတဲ့အဓိပ္ပာယ်တက်ရောက်ပါတယ်ယူရေနီယံ26တန်မက်ထရစ်တန်ပိုင်ဆိုင်ထားပြီးနျူကလ িয়ার ပေါင်း58လုံးအတွက်လုံလောက်တဲ့ ၃၀မီယူရေနီယံ၂၃၅ကီလိုဂရမ်ကိုပါပိုင်ဆိုင်ထားရဆိုတဲ့အချက်ဟာကမ္ဘာလုံခြုံရေးအတွက်အလွန်အရေးကြီးပါတယ်။ဒီတင်ရစားတဲ့အင်အားကြောင့်ပဲမြောက်ကိုရီးယားဟာနိုင်ငံတကာရဲ့ဖိအားတွေကိုခုခံပြီးနျူကလ িয়ার နဲ့ဒုံးကျည်အစီအစဉ်တွေကိုဆက်လက်တိုးချဲ့နိုင်နေတာဖြစ်တယ်လို့ရှင်းရှင်းလင်းလင်းမြင်ရပါတယ်။ဒါဟာမြောက်ကိုရီးယားရဲ့နိုင်ငံတကာဆွေးနွေးပွဲစပွဲပေါ်မှာတောင့်တင်းတဲ့နေရာတစ်ခုကိုရယူထားစေနိုင်တဲ့အဓိကအင်အားစုပဲဖြစ်ပါတယ်။တင်ရစားတဲ့အင်မတန်ကြွယ်ဝနေပေမဲ့နိုင်ငံကစည်ရဲနေသေးရဆိုတဲ့အချက်ဟာ တယံဇာတကြိမ်စာကိုဖော်ပြနေပါတယ်။တယံဇာတတွေကိုစီမံခန့်ခွဲမှုထုတ်လုပ်မှုနည်းစနစ်နဲ့ခေတ်စနစ်မှန်ကန်မှုမရှိရင်ဒီလိုကြွယ်ဝမှုတွေဟာနိုင်ငံသားတွေရဲ့ဘဝကိုဓာတ်ရိုက်အကျိုးပြုမှာမဟုတ်ပါဘူး။ခြေစနစ်ကောင်းတဲ့ထုတ်လုပ်မှုစီမံခန့်ခွဲမှုသာနိစနစ်မှန်ကန်ရင်မြောက်ကိုရီးယားဟာအလွန်ကျန်းမာတဲ့နိုင်ငံအဖြစ်တဟောင်ချင်းတိုးတက်လာမှာပဲဖြစ်တယ်လို့သုံးသပ်ထားတာဟာအမှန်တရားပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်းလက်ရှိမြောက်ကိုရီးယားရဲ့ဗဟိုထုတ်ကိုင်းမှုပြင်းထန်တဲ့အစိုးရစနစ်နဲ့နိုင်ငံတကာပိတ်ဆို့မှုတွေရှိနေသရွေ့ဒီတယံဇာတာတွေကိုထိရောက်စွာထုတ်ယူအသုံးပြုဖို့နဲ့ဝင်ငွေဖော်ဆောင်မှုခက်ခဲနေအောင်မှာပဲဖြစ်ပါတယ်။မြောက်ကိုရီးယားဟာဘူမိဗေဒအရာအလွန်ကံကောင်းတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ညီအောက်မှာကမ္ဘာအရေးပါတဲ့စည်ရေးနီးပညာနဲ့စွိုင်းအင်တယံဇာတာတွေအလုံးလောက်ရှိနေတာကြောင့်နိုင်ငံတကာဖိအားတွေကိုရေရှည်ခံနိုင်ရင်ရှိစေပါတယ်။ ဒါပေမဲ့နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုဟာနိုင်ငံရေးစနစ်နဲ့နိုင်ငံတကာဆက်ဆံရေးတကားဖွံ့ဖို့အပေါ်မှာသာမိတည်နေတယ်လို့ခန့်ခိုင်မှမှဆိုခြင်းပါတယ်။နောက်ပြီးမြေရှားတပ်ထုများအကြောင်းအချင်းချင်းပြင်ပြရရင်မြေရှားတပ်ထုတွေရဲ့အရေးပါပုံကနေစတင်ပြရမှာပါ။မြေရှားတပ်ထုဆိုတာခေတ်မီနီးပညာတိုင်းမှာမရှိမဖြစ်လိုအပ်တဲ့ဓာတ်ရုပ်ရာတပ်ထု18မျိုးကိုစုပေါင်းခေါ်ဝေါ်တာပဲဖြစ်ပါတယ်။သူတို့ရဲ့အဓိကအရေးပါပုံကတော့နီးပညာမြင့်ပစ္စည်းများ စမတ်ဖုန်း၊ကွန်ပျူတာ၊ TV ဖန်သားပြင်တွေရဲ့အယောင်အသွေးကြည်လင်မှုနဲ့လေပတ်မှုစနစ်တွေအတွက်မရှိမဖြစ်ပါ စွမ်းအင်တန်ရက်စကားရဲ့မော်တာနဲ့လေအားဓာတ်ပိုင်းတွေမှာအသုံးပြုတဲ့ကမ္ဘာအစွမ်းအထက်ဆုံးတန်လိုက်တွေကိုထောက်လုပ်ရမှာအဓိကပါဝင်နေစစ်ရေဒုံးကြီးရရဲ့လမ်းညွှန်စနစ်ရေဒါဆိုနာစနစ်နဲ့စစ်ဘက်သုံး electronic ကိရိယာတွေမှာအရေးပါတဲ့အစိတ်ပိုင်းတွေဖြစ်သုံးပါတယ်။ကျမ်းမာရင်းမြစ်ဓာတ်ကူ MRI စက်တင်နဲ့ကားတွေမှာအစိမ့်ဝဲရှော့ချတဲ့ဓာတ်ကူပစ္စည်းတွေမှာလည်းမဖြစ်မနေလိုအပ်ပါရဲ့အဓိကထုတ်လုပ်တဲ့နိုင်ငံတွေကတော့ကမ္ဘာပေါ်မှာမြေရှားသတ္တုထုတ်လုပ်မှုကဏ္ဍဟာနိုင်ငံအနှံ့ငယ်မှာပဲစုစည်းနေပြီးတရုတ်နိုင်ငံကအဓိကနှံ့မှုထားပါရဲ့မြေရှားထုတ်လုပ်တဲ့အဓိကဥဆောင်နိုင်ငံတွေကိုကြည့်ရင်တော့တရုတ်ကမ္ဘာမြေရှားသတ္တုထုတ်လုပ်မှုရဲ့80ရာခိုင်နှုန်းကျော်ကိုတရုတ်နိုင်ငံကထုတ်လုပ်နေပြီးအရေးအကြီးဆုံးဖြစ်တဲ့တန့်စင်ထုတ်လုပ်မှုမှာဆိုရင်90ရာခိုင်နှုန်းနီးပါးကိုချုပ်ကန်ထားပါရဲ့အမေရိကန် ပြည်ရင်းထုတ်လုပ်မှုကိုတိုးမြှင့်ဖို့ကြိုးစားနေပါတယ်မြန်မာကမ္ဘာထောက်ပံ့ရေးကွင်းဆက်မှာအရေးပါတဲ့အစိပ်ပိုင်းတစ်ခုကိုထုတ်လုပ်နေပြီးတရုတ်ကိုအဓိကတင်ဖို့ပါတယ်အော်စတြေးလျကမ္ဘာဈေးကွက်အတွက်ထုတ်လုပ်ပေးနေတဲ့အဓိကနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ရုရှားထုတ်လုပ်တဲ့နိုင်ငံစီးရင်းထဲမှာပါဝင်ပါတယ်ဘူမိနိုင်ငံရဲ့အရာဒီသတ္တုတွေဟာအနှောင်းရေးပါပြီးတရုတ်ပေါ်မိကုံမှုကိုရှော့ချဖို့အတွက်တခြားနိုင်ငံတွေအမေရိကန်အော်စတြေးလျဗီယက်နမ်စသည်တို့ကထုတ်လုပ်မှုတွေတိုးမြှင့်ဖို့ကြိုးစားနေကြပါတယ် အချုပ်အားဖြင့်ဆိုရရင်မြောက်ကိုရီးယားနိုင်ငံရဲ့စစ်ရေးနဲ့နျူကလ িয়ার အစီအစဉ်များအောင်မြင်စွာတည်ရှိနေတာဟာ၎င်းတို့ပိုင်ဆိုင်တဲ့ကြီးမားတဲ့သဘာဝတရံဇာတအင်အားစုကြောင့်ဖြစ်တယ်ဆိုတာရှင်းလင်းစွာမြင်နိုင်ပါတယ်။မြေရှားတပ်တို့ယူရေနီယံနဲ့စစ်ဖက်သုံးတပ်တို့တွေပေါ်ကျော်သွားမှုကြောင့်နိုင်ငံတကာရဲ့ဖိအားနဲ့စီးပွားရေးပိတ်ဆို့မှုများကိုရေရှည်ခံနိုင်ရရှိစေကနိုင်ငံတကာဆွေးနွေးပွဲစပွဲပေါ်မှာ၎င်းတို့အတွက်တောင့်တင်းတဲ့ရည်တည်မှုကိုဖန်တီးပေးထားပါတယ်။ ဒါပေမဲ့လည်းလက်ရှိဗဟိုချုပ်ကိုင်မှုပြင်းထန်သောစနစ်နဲ့ထိရောက်တဲ့ထုတ်လုပ်မှုစီမံခန့်ခွဲမှုအားနည်းချက်တွေကြောင့်မြောက်ကိုရီးယားဟာကျွဲဝရတဲ့တယံဇာတတွေကိုစနစ်တကျအသုံးချနိုင်ခြင်းမရှိဘဲတယံဇာတကျင်စာကိုခံစားနေရဆဲပဲဖြစ်ပါတယ်။အကယ်၍နိုင်ငံရေးစနစ်ပြောင်းလဲပြီးကမ္ဘာဈေးကွက်ကိုဖွင့်လှစ်နိုင်မှာက၎င်းတို့ရဲ့ကြီးမားတဲ့တယံဇာတအင်အားစုကြောင့်မြောက်ကိုရီးယားဟာမဝေးတော့တဲ့အနာဂတ်မှာအလွန်ချမ်းသာကျွဲဝတဲ့နိုင်ငံတစ်နိုင်ငံအဖြစ်တဟုန်ချင်းရောက်ရှိလာနိုင်စရာအလားအလာရှိနေတယ်လို့ဆိုချင်ပါတယ်။ အခုတင်ပြချက်အပေါ်မှာမိတ်ဆွေတို့ရဲ့သုံးသပ်ချက်များကိုလည်း comment ကနေတစ်ဆင့်မျှဝေပေးကြကြပါဦးနော်အခုလို့စိတ်ဝင်စားစရာကောင်းတဲ့ကမ္ဘာအရေးမြမအရေးသတင်းများစွာကိုနားဆင်ဖို့သတင်းခေတ် channel ကို like and subscribe လေးလုပ်ပြီးဒီနောက်က notify bell လေးကိုလည်းနှိပ်ထားကြဖို့မိတ်ဆွေကြပါနဲ့နော်ကြည့်ရှုသူများအားလုံးဘေးရန်ခတ်သိမ်းကင်းရှင်းကြပါစေရှင်